ဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့မှုတွေဟာစာကြီးသက်သက်မဟုတ်ပဲဓာတ်ပုံတွေနဲ့လည်းအများပြပြန့်နှံ့နေပါဗျ။စာကြီးသက်သက်ထက်ဓာတ်ပုံတွေနဲ့တွဲပြီးဖြန့်ဝေရင်လူစိတ်ဝင်စားမှုပိုများသလိုတင်တဲ့အကြောင်းအရာတွေကလည်းပိုပြီးစိတ်ဝင်စားစရာဖြစ်နေပါဗျ။ဒါပေမဲ့ဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေတိုင်းဟာအစစ်အမှန်လို့ယုံကြည်လို့မရပါဘူး။ဒီတစ်ပတ်အတွင်းမှာတော့ online သုံးဆွဲသူတွေကိုယ်တိုင် ဓပုံတွေဟာဖြန့်ဝင်နေတဲ့အကြောင်းအရာနဲ့ကိုက်နေသလားမှန်ကန်ရဲ့လားစစ်ဆေးနိုင်မယ့်နည်းလမ်းတွေကိုပြောပြပေးတော့မှာပါအထူးသဖြင့်မတ်လ28ရက်နေ့မှာဖြန့်ဝေခဲ့တဲ့ငလှနဲ့ဆက်ဆက်ပြီးဓပုံတွေနဲ့အတူအကြောင်းအရာမျိုးမျိုးဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့ခဲ့ပါတယ်။ဒီလိုပြန့်နှံ့တဲ့အထဲမှာဓပုံအဟောင်းတွေကိုသုံးပြီးပြန့်နှံ့တာတွေတခြားဖြစ်စဉ်ကပုံတွေကိုလက်ရှိဖြစ်နေတဲ့ပုံဖော်ပြတာတွေလည်းရှိခဲ့ပါတယ်။ ဒီဖြန့်ဝေမှုတွေကို DB fact check ကအတက်နိုင်ဆုံးစစ်ဆေးပေးခဲ့ပါတယ်။ကွန်ပျူတာနဲ့ရောဖုန်းနဲ့ပါလွယ်လွယ်ကူကူစစ်ဆေးနိုင်မယ့်နည်းလမ်းတချို့ကိုမျှဝေပေးပါမယ်။အရင်ဆုံးကိုယ့်ရဲ့ဖုန်းဒါမှမဟုတ်ကွန်ပျူတာမှာ Google ရှိဖို့လိုပါတယ်။ငလျင်နဲ့ပတ်သက်ပြီးအကြောင်းအရာအမှားတွေပြန့်နှံ့မှုများခဲ့တဲ့အထက်ကမှအဆောက်အုံအောက်ပြိနေတရာကလင်းငယ်ရဲ့ပုံလဲဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့မှုများခဲ့ပါတယ်ဖုန်းနဲ့စစ်ဆေးမယ်ဆိုရင်တော့အရင်ဆုံး ကိုစစ်ဆေးလိုတဲ့ဓာတ်ပုံကိုမိုဘိုင်းဖုန်းထဲမှာ save လိုက်ပါ။ပြီးရင် Google ကိုဖွင့်ကင်မရာနေရာကိုနှိပ်ပြီးစစ်ဆေးခြင်းတဲ့ဓာတ်ပုံကိုထည့်လိုက်တဲ့အခါမှာကိုစစ်ဆေးလိုတဲ့ဓာတ်ပုံနဲ့ဓပုံစံနဲ့တူတဲ့ပုံတွေပုံစံတူဓာတ်ပုံတွေပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒီလိုပေါ်လာတဲ့ဓာတ်ပုံနဲ့အတူဆက်ဆက်တဲ့အကြောင်းအရာတွေကိုဖတ်ရှုပြီးဓာတ်ပုံရဲ့မူလစစ်မြစ်ကိုစစ်ဆေးကြည့်နိုင်ပါတယ်။ကွန်ပျူတာနဲ့စစ်ဆေးမယ်ဆိုရင်တော့မိုဘိုင်းဖုန်းမှာစစ်ဆေးတဲ့နည်းအတိုင်းဓာတ်ပုံကို save ကိုကဲမှာကင်မရာနီယာကိုနှိပ်မယ်ဆိုရင် drug and email here or upload a file ဆိုပြီးပေါ်လာမှာပါကိုစစ်ဆေးလိုတဲ့ပုံကိုဆွဲထည့်ပြီးစစ်ဆေးနိုင်တယ်လို့ဓာတ်ပုံကို upload လုပ်ပြီးလဲစစ်ဆေးနိုင်မှာပါဒီလို Google ကနေစစ်ဆေးတဲ့နည်းအပြင် Google browser ရဲ့ extension အနေနဲ့ revive image search ကိုထည့်သွင်းပြီးလဲစစ်ဆေးနိုင်ပါသေးတယ် revive image search နဲ့စစ်ဆေးမယ်ဆိုရင်ကိုစစ်ဆေးလိုတဲ့ပုံပေါ်မှာထောက် right click ကိုနှိပ်ပြီး revive image search ကိုနှိပ်ရင်ဘေးမှာ search engine တွေပေါ်လာမှာဖြစ်ပါတယ်။ကိုရှာဖွေလိုတဲ့ search engine ကိုနှိပ်ပြီးရှာလို့ရတယ်လို့ on search engine ကိုနှိပ်ပြီးလဲရှာလို့ရပါတယ်။ချွင်းချက်အနေနဲ့တချို့ပုံတွေဟာအကြောင်းမျိုးမျိုးကြောင့်ရှာဖွေရခက်တာမျိုးတွေရှိနိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ် online သုံးစွဲသူတွေအနေနဲ့ဓာတ်ပုံအမှားကိုအခုပြောပြတဲ့နည်းလမ်းတွေကိုသုံးပြီးအကြောင်းအရာနဲ့ဓာတ်ပုံဆက်ဆက်မှုရှိမရှိဓာတ်ပုံအဟောင်းဟုတ်မဟုတ်အလွယ်တကူစစ်ဆေးကြည့်နိုင်ကြောင်းအကြံပြုလိုက်ရပါတယ်။